2025ခုနှစ်မေလ23ရက်ဒီနေ့တောက်ကြနေ့အတွက်ခொနည်းသားမီးရဲ့တဲတော်ကံကြမ္မာနှိပ်ဖတ်မယ်ဆိုရင်တော့ကျဲချောက်ပွင့်ဆိုတဲ့သင်္ကတနမိတ်ပေကန်ထောက်ပံ့ခြင်းနေ့ပါပဲဒီနေ့ကအလူတန်းကိစ္စတွေအောင်းမြင်မယ်ငယ်သူငယ်သားကိုမုံပိုးပေးရတာမျိုးတွေငယ်သူငယ်သားငွေကြေးကိစ္စကူညီရတာမျိုးတွေကြုံမယ်တပည့်တပန်းတွေကိုကူညီပေးရတဲ့ဆရာသမားတယောက်ရဲ့နေမျိုးလည်းဖြစ်ပါတယ်ဒီလိုနေမျိုးမှာဆရာသမားဒါမှမဟုတ်ရင်အလုပ်ကိုဥဆောင်တဲ့သူတွေအတွက် ကန်တရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ထို့တူအလုအသစ်စဖို့ကိစ္စတွေရင်းနှီးမြှုပ်နှံမှုကိစ္စတွေအယောင်းဝယ်ကိစ္စတွေအတွက်အောင်မြင်ပါလိမ့်မယ်ငွေကန်အထူးကောင်းမှုလို့အတွက်ကတော့နှိစက်တဲ့သားသမီးတပည့်အောက်လက်ငယ်သားတူတရားကိုအဝါရောင်ပါတဲ့အင်ကြီးတစ်ထည်ဝယ်ပေးလိုက်ခြင်းအပြင်တိတိတသားလုပ်ငန်းဆောင်တာကိစ္စတွေအောင်မြင်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမီးရှူးတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့တောက်ကြနေဘွားမဟာဘုပ္ပရေနိယရာဇဘွားစာတာရှင်များဖြစ်ကြပါတယ်ဒီနေ့ဖွားမြင်တဲ့ရင်သွေးရတနာတွေဟာရာဇတ်ကို အကြောင်းပြုမိရှူတန့်တင်ခြင်းအရာမင်းတို့ရသာကြီးကဲသူဩဇာအာဏာရှိသူပြောတိုင်းအောင်သောသူများတကူကြီးမားသောဆရာတော်ကြီးများအဖြစ်အောင်မြင်ချမ်းသာမဲ့ရင်သွေးရတနာများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်များအားလုံးတို့အတွက်ကုသိုလ်ရတဲ့ရလမ်းညွန်ပေးရမယ်ဆိုရင်တော့ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေတစ်နှစ်တာလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေထူးခြားရဖို့အတွက်နှိစက်တဲ့ကြီးကဲတဲ့အကြီးအကဲတရားကို108လုံးပရိဒဂုံလက်ဆောင်ကြောလိုက်ခြင်းအပြင် ကန်တရားရဲ့အထောက်ပံ့ကောင်းတွေတနစ်တာလုံးရပါလိမ့်မယ်ခင်ဗျာဒီနေ့ဟာခொနည်းသားမီးအလုံးလို့တွေအကျိုးပေးစိုးမိုးကဏ္ဍဟာ၃ကဏ္ဍ၉ကဏ္ဍဖြစ်ပြီးတော့ဒီလိုနဲ့မှငွေထူးဝင်မှုအတွက်ဆိုရင်တော့နှီးစက်တဲ့ညောင်မင်းကိုအချွေတမျိုးမျိုးလောင်းလူလိုက်ခြင်းအဖြစ်အချွေများငွေညောင်မင်းကိုလောင်းလိုက်ခြင်းအဖြစ်ငွေထူးဝင်ပါလိမ့်မယ်ဈေးဆိုင်နဲ့စလို့ဆိုင်နဲ့ကုန်စုံဆိုင်နဲ့လက်ဖက်ရည်ဆိုင်နဲ့ရောင်းပန်းတောင်ဝယ်မှန်းနှောက်ဖို့အတွက်ကတော့ဆိုင်ရှိတဲ့တဲ့ကိုမျက်နှာမူပြီး coffee တစ်ခွက်ကိုတောင်းရင် ရောင်းပန်းသာဝယ်ပန်းလှဖို့ဆူတောင်းလိုက်ပါအယောင်ထိုင်နေတဲ့ကွန်ပျူတာရဲ့အယောင်တော့ဖို့အတွက်ကလည်း coffee dog plate တစ်ထုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်တာနဲ့အမျှအယောင်ထိုင်ပစ္စည်းတွေဟာတည်တည်သာသာအယောင်တွက်သွားပါလိမ့်မယ်အမှုကဲကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုဓာဘူးတစ်လုံးမှရေးပြီးတော့နိစ္စတဲ့ရဟန်းတန်ကဖုန်ကြီးတစ်ပါးပါကိုလှူရမ်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေအတွက်ဓာတ်စာဖြစ်နေကတော့ဒီလိုနည်းမျိုးမှာဟင်းနွယ်ရွက်ကြော်ဒါမှမဟုတ်ဟင်းနွယ်ရွက်ပြုတ်တော့ ဟိန္ဒူနယ်ရွက်ကိုပြုတ်ပြီးတော့စားခြင်းအပြင်ကျမ်းမာရေးအတွက်ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေတွေ့ပါလိမ့်မယ်။အခြေကိစ္စမိတ္တရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာအဆင်ပြေချောမွေဖို့လိုအတွက်ကတော့ပန်းမွင့်လေးများပွင့်နေတဲ့အပင်ကိုရေသွန်းလောင်းပြီးဆူတောင်းလိုက်ပါလိမ့်ခင်ဗျာ။